ဇောတိကတထေးကြောင်ပြောခြင်း ਨੇ အလွန်ဓမေကြီးလွန်းလို့လူတွေကတထေးကိုလာလာကြည့်တယ်ဗိမိတာရာမင်းတော်အလှဲ့မကြဘူးတော်တော်နဲ့သဗ္ဗင်ကြီးကနောက်တော့သွားကြည့်တာပေါ့နာမည်ကြီးလွန်းလို့သူ့တိုင်းပြည်ထဲမှာရှိတဲ့တထေးကြီးကအလွန်သူ့တဲ့တောင်နာမည်ကြီးနေတယ်ဆိုအဲ့ဒါဇာတတက်ကသူ့လက်ဆွဲပြီးတော့ကလေးပေါ့ဆာလိုက်သွားတယ်လို့ဆိုတယ်ဟိုရောက်တဲ့အခါကျတော့ဒီကြောက်တွေဖန်တွေဝင်းထိန်နေတာတွေပဲခင်းထားတဲ့အခါတော့ကြောက်တွေပါလေလို့ထင်းနေတယ်တိတ်တော့မသွားရဲဘူးတဲ့ဘုရင်ကြီးက ဟုတ်လားအဲ့တော့ကျွန်မလက်လှမ်းပေးတာတော့မှကျွန်မတော့တထေးကြီးရဲ့ကတော်ထင်ပြီးတော့သူကရှက်နေတယ်လက်မကင်ရေးဘူးအများကြီးပါပဲရေးတာအဲ့ဖြစ်ချင်တော့ဒီအဇာတသက်ကအဲ့ဒါလက်ဆွဲရင်းနဲ့ဩအလွန်ကြီးကြီးခန်းထားတဲ့နော်ဗိမာန်ကြီးပေါ့နော်အိမ်တော်ကြီးငါဖေရရှင်ဘင်းဖြစ်ပြီးတော့တက်သားအိမ်နဲ့နေရတယ်ပေါ့နော်ငါတို့ရဲ့အုပ်ချုပ်မှုအောက်မှာရှိတယ်ဒီတထေးကဘယ်နဲ့ကြောင့်ဒီလောက်ကြီးကြီးကျယ်နေတာတော့ ငါရှင်မင်းဖြစ်တော့တော့ဒီနေရာကိုငါလာသိမ့်ပြီးတော့ငါဒီနေရာမှာနေမယ်။တခါလဲစဉ်းစားတယ်သူကလဲ။ဟုတ်လား။အဲ့ဒါနဲ့နောက်တတိကတော်မြောက်ကျွန်းသူနဲ့တွေ့ပြီးတော့ဘင်းကြီးရဲ့ခေါင်းကခေါင်းပေါင်းထားတဲ့အဝတ်ကပါလာတဲ့ဒီအနှံ့ကြောင့်မလို့မျက်ရည်ကျအေးတဲ့။မျက်ရည်အလိုလိုထွက်တာပေါ့နူးညံ့လွန်းလို့။ဟာလို့ပေါ့မင်းတတိကတော်ငါပစ္စည်းတွေသိမ့်မယ်ထင်လို့မြန်ကြောက်ပြီးတော့ငိုနေသလား။မပိမိတလားမင်းကြီးသဘောမပေါက်ဘူး။ မဟုတ်ပါဘူးမင်းကြီးရဲ့ခေါင်းကပါလာတဲ့အနက်နေကြောင့်မလို့နူးညံ့လွန်လို့မျက်ရည်ကျဟုတ်လားအဲ့ဒါနဲ့အဲဘိမိတာတာမင်းကြီးကိုဒီသူမြောက်ကျွန်းသူကပါတဲ့ဒီကြောက် အပူရှိန်နဲ့ချက်တဲ့ထမင်းပေါ့နော်အဲ့ဒါကိုကျွေးတော့မင်းကြီးကစားကောင်းနဲ့အတင်းစားတဲ့အခါတော်ပါတော့လို့တအားယူရတယ်တော်နေသဘိုးနေပြီးတော့ပြဿနာတည်ရင်သူတရားခံဖြစ်မှာဆိုလို့ဇောဒီကအလုံးကိုချမ်းသာတာပေါ့နော် အဲ့ဒါနဲ့ဘယင်ကြီးကဘယင်ကြီးကလည်းပဲစိတ်သဘောထားအလွန်ကောင်းပါလေမိမိတာရမီရနောက်ပိုင်းသူလည်းအရိယာဖြစ်တာပေါ့နော်အဲအဲ့ဒီမှာမှတ်သားစရာလေးတစ်ခုကသူ့ရဲ့ဒီတထေးကတော်ကိုတို့ရှင်မင်းလာတယ်ဒါကြောင့်မင်းထွက်တွေ့ရမယ်ရှင်မင်းဆိုတာဘလို့လူတုံးလို့မေးတဲ့ရှင်မင်းဆိုတာတို့ကိုဆိုးရတဲ့လူပေါ့ကွာလို့ပြောတယ်တော်တော်ဝမ်းနေသွားတယ်ဩ ကျုပ်တို့အစိုးရတဲ့လူဟာရှိသေးသလားပေါ့ကျုပ်တို့ကသူများလက်အောင်နေရတာလားပေါ့အဲ့လိုဆိုရင်ရှေးတုန်းကကုသိုလ်ကောင်းမှုကိုယုံကြည်မှုနည်းနည်းလေးနဲ့ကျုပ်တို့ဟာပြုခဲ့ဟန်တူတယ်ကုသိုလ်ကောင်းမှုကိုတကယ်ကိုယုံကြည်ကြီးထက်ထက်တန်တန်မပြုခဲ့လို့ကိုယ့်အစိုးရတဲ့လူရဲ့လက်အောက်မှာကိုနေရတော်တော်တော်ဝမ်းနေသွားတယ်အေးတဲ့အဲ့ဒီတတိကတော်ကဟုတ်လားအဲ့ဒါနဲ့နောက်တော့အတူချုပ်ပြီးတော့ပဲဘုန်းတို့ပြောတာပေါ့နော် အစာတတရှင်ပင်ဖြစ်လာပြီဆိုရပါစို့အဲ့ဒါရှင်ပင်ဖြစ်လာတော့ तू ဦးစားပေးလုပ်မဲ့လုပ်ငန်းတွေမှာအဲ့ဒီဇောတိတဇောတိကရဲ့အိမ်ကိုသွားသိမ်းဖို့လုပ်ငန်းတစ်ခုပဲအဲ့ဒါသွားသိမ်းနေစစ်စစ်ဟိုစစ်အင်္ကာတွေပြင်ဆင်ပြီးတော့ဖြစ်ရှင်တော့အဲ့ဒီအချိန်မှာဇောတိကတထေရံမြတ်စွာဘုရားအကြောင်းတော်သွားပြီးတော့တရားနာနေတထေမရှိဘူးသူ့ရဲ့အိမ်တကားအေးဒီအိမ်အုပ်တိုင်းနေရဒီဖန်နေမှန်နေနဲ့လက်တွေကဖန်ဆင်းပေးထားတယ်လို့ဆိုတယ်အဲ့ဒီစစ်တပ်ကဝိုင်းနေတဲ့အခါကျတော့ ီအရေးတွေပေါ့နော်သူတို့ရဲ့အရေးတွေကိုပဲသူတို့ရဲ့ရှင်နေမြင်းတွေကကြောက်လန့်ပြီးတော့အကုန်ပြန်ပြေးအဇာတတက်ကလည်းပဲဒီဥစ္စာနော်ဒီအိမ်ကိုအဆောင်ထားတဲ့စစ်တပ်ဖြစ်မယ်လို့ပဲသူကလည်းထင်တယ်အဲ့ဒါနဲ့ပြင်းတဲ့သူကလည်းဘုရားကြောင့်တော့ရောက်သွားအေးတဲ့ရောက်သွားတဲ့အခါကျတော့ဇောတိကတထေးကြီးကိုတွေ့တော့အော်တင်ရတဲ့ရဲ့လက်အောင်ငယ်သားတွေနဲ့ငါ့ကိုရှစ်ထိုးဖို့ပြစ်ထားခဲ့ပြီးတော့တင်ရတော့ဒီလာပေါ်တရားနာခြင်းဟာဆောင်းနေသလားမို့ ကျွန်တော်ဇောတိကတရေရ။အော်အရှင်မင်းကြီးကျွန်သွားတာမင်းကိုသိမ့်ယူမလို့တက်သွားထိုးတာပေါ့။မင်းကြီးတဲ့။ကျွန်တော်အိမ်ကိုသိမ့်ဖို့မပြောနဲ့တဲ့။ကျွန်တော်မပေးဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ပစ္စည်းကိုစံကြီးမင်းတမင်လေးလောက်တော့မင်းကြီးယူလို့မရဘူး။အဲ့လိုပြောတဲ့အခါကျတော့ဇာတမင်းကြီးကမယုံဘူး။မယုံလို့ရှိရင်ချင်ရှောင်းပြမယ်။လက်ဆယ်ကျောင်းမှာလက်စွပ်တစ်ချောင်းလောက်တကွင်းစီ ကွထားပါနော်လက်စွပ်10ခွင်းဟုတ်လားတမင်းကြီးဒီလက်စွပ်ကိုကျွန်ုပ်မင်းကြီးကိုမပေးဘူးတဲ့ယူပါဆိုမင်းကြီးကဆွဲချွတ်တယ်လုံးဝမကြုတ်ဘူးတဲ့အစားတသမင်းကအားအလွန်ကောင်းတယ်အဲ့ဒီမှာလို့ရေးထားတာဘုံဘုံတော့ကောင်းကောင်းမှတ်ပြီးတော့ပါဘူးထိုင်ရက်ခုံလို့ရှိရင်ဘယ်နဲ့တောင်မြင့်အောင်ခုံနိုင်တယ်ရက်ပြီးတော့ခုံရင်ဘယ်နဲ့တောင်မြင့်အောင်ခုံနိုင်တယ်ဒီလောက်အားကြီးတဲ့ဘယင်ကဒီလက်စွပ်ကိုကြွအောင်မကြွနိုင်အဲ့ဒါနဲ့ချွေးတွေပါလေးပြန်နေပြီဆိုတော့မှအကင်မင်းကြီးပင်မမအေး ဝယ်လဲတော့ပစိုးဖြန့်လိုက်ပါဆိုဖြန့်အဲ့လက်ဆယ်ချောင်းတို့အောက်ကိုစိုက်ချရတာလက်စွပ်တွေအကုန်လုံးအောက်ကိုသူလျှော့ပြီးတော့ကြပါတယ်သူမပေးဘူးဆိုလို့ရှိရင်ဘယ်သူမှယူလို့မရဘူးဒါက तू ကကောင်းမှုကိုပြုစင်ခါတုန်းကဆူတောင်းနဲ့တွဲပြီးတော့ तू ကပြုတာ